နယ်သာလန်နိုင်ငံမှာကျင်းပခဲ့တဲ့ຫນွေတိုးအဖွဲ့ထိပ်သီးအစည်းအဝေးကကြေညာခဲ့တဲ့ကာကွယ်ရေးအသုံးစရိတ်အတွက်တိုင်းပြည်ဝင်ငွေရဲ့900ခန့်နှုန်းကိုထက်ဝင်သွားမယ်လို့ UK ဝန်ကြီးချုပ်ကီယာစတာမာကကျင်းလာနေကကြေညာခဲ့ပါတယ်။ဟိမြုတ်မှာကျင်းပရဲ့အနောက်အုပ်စုရဲ့နှစ်ရက်ကြာအစည်းအဝေးအကြိုနေ့မှာကြေညာချက်ထုတ်ပြန်ပြောကြားခဲ့တာပါ။သူအစိုးရအနေနဲ့တတ်မှတ်ချက်အတိုင်း2035ခုနှစ်မှာ ဆောင်ရွက်ဖို့ရည်မှန်းထားတယ်လို့စတာမကပြောပါတယ်။အယက်သားပြည်သူတွေကိုလုံခြုံရေးပေးအပ်ဖို့နဲ့သူတို့လုံခြုံစွာရှိနေစေဖို့မြို့သားချိုးစည်းဝါအပေါ်ရှင်းရှင်းလင်းလင်းသိမြင်နားလည်ပြီးအစွန်းရောက်မရေရာခကြီးမှာအလင်းအမြန်ဖြက်ဖြက်လက်လက်လမ်းကြောင်းရှာသွားရမှာဖြစ်ပါတယ်လို့စတာမက ပြောပါတယ်။တဟာနေတို့အဖွဲ့ကြီးဘောကျွန်တော်ရဲ့နက်နက်ရှိုင်းရှိုင်းကတိကဝိပြုမှုကို ဖော်ဆောင်မှုအခွင့်အလမ်းတရက်ဖြစ်ပြီးတိုင်းပြည်ရဲ့ပုံမှုကျယ်ပြန့်တဲ့လုံခြုံရေးနဲ့ဒူပေနာပေခံနိုင်ဖို့ပုံမှုကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုလည်းဖြစ်ပါရဲလို့သူကပြောပါတယ်ညတို့အဖွဲ့ဝင်မဟာမိတ်32နိုင်ငံအနေနဲ့စုစုပေါင်းပြည်တွင်းထုတ်ကုန် GDP ရဲ့အနည်းဆုံး3.5ရာခိုင်နှုန်းကိုအဓိကစည်ရေးလိုအပ်ချက်တွေအတွက်2035ခုနှစ်အတွင်းသုံးစွဲနိုင်မယ်လို့မျှော်လင့်မိကြောင်း UK အစိုးရကပြောပါတယ်ဆိုင်ဘာလုံခြုံရေးနဲ့အခြေခံအဆောင်တွေလိုမျိုးပုံမကျပြန့်တဲ့လုံခြုံရေးနဲ့ဆက်နွယ်တဲ့ကိစ္စတွေအတွက်လည်းတတမ900ခန်းနှုန်းသုံးဆွဲသွားလွယ်လို့ညွှန်တင်ကြောင်းပြောသွားပါတယ်ကာကွယ်ရေးအသုံးစရိတ်ကိုတိတိတသားတိုးမြင့်ဖို့အမေရိကန်ရဲ့မဟာမိတ်တွေကို မကြာခဏတောင်းဆိုနေတဲ့အမေရိကန်သမ္မတထရန့်ကိုနှစ်တက်နိုင်မှုဒီလိုညှိနှိုင်းသဘောတူညီချက်ကိုရယူခဲ့ရလဲဖြစ်ပါရယ်ခင်ဗျာ။ လူ့သောမီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။